ဒီကနေ့စက်တင်ဘာလ28ရက်နေ့ရဲ့ထူးခြားသတင်းတွေကတော့ဒီကနေ့မနက်9:00နာရီခွဲကမှရေသာရှိမြို့ရဲ့အနောက်မြောက်ဘက်16မိုင်ခန့်အနက်10ကီလိုမီတာမှာ အင်အားပမာဏ4.3ရေတာစကေးဆေရှင်မလင်းတစ်ခုလောက်ခတ်ခဲ့ပါတယ်တောင်တရုတ်ပင်လယ်ပြင်မှာဖြစ်ပေါ်နေတဲ့တိုင်ဖွန်မုန်တိုင်းဘူအလွိုင်းဟာမနက်ဖြန်စက်တင်ဘာ29မှာ ဗီယက်နမ်နိုင်ငံနဲ့လာအိုနိုင်ငံနဲ့ဆက်တူကိုတိုင်ဖုန်းပူအလိုင်းဖြင့်ရပ်တန့်ပြီးနောက်တရက်အတွင်းလာအိုနိုင်ငံသို့အပူပိုင်းမုန်တိုင်းငယ်ဖြင့်ဖြတ်ကျော်နိုင်တယ်လို့မိုးစလာကထုတ်ပြန်ထားပါတယ်။ ြည်တဲ့ UK မှာ Facebook နဲ့ Instagram မှာကြော်ညာတွေမကြည့်ချင်းလင်လဆင်ကြည့်ပြရတော့မှာဖြစ်ပါတယ်မိတာကကြီးညာမပါပဲ platform တွေကိုအသုံးပြုလိုပါကစီးရင်သွင်းမလားဆိုတဲ့ရွေးချယ်ခွင့်ကိုပေးဖို့အတွက်လာမယ့်ရက်သက်သက်အတွင်း30သူတွေထံအတိပေးစာတွေစတင်ပို့တော့မှာဖြစ်ပါတယ် ဥရောပသမဂ EU မှာတော့တလယူရို9.69အားစပြီးအခကျင်းငွေပေးပြီးဒီဝန်ဆောင်မှုကိုတုံးဆွဲနေကြပြီဖြစ်ပါတယ်။မကြခင်ပြည်တိမ်မှာတုံးဆွဲသူတွေအတွက်တလလည်းစတာလင်ပေါင်း2.69မှာစတင်ပြီးတုံးဆွဲတော့မှာဖြစ်ပါတယ်။ဘန်ကောက်မြို့မြို့တော်ဝန်ထမ်းအဖွဲ့ဟာစတေမာလာ29ရက်ကလမ်းပြုံမှုတွေဖြစ်တဲ့နေရာရှိမြေအောက်တူးမြောင်းပြုပြင်မှုတွေကိုကြေရှုစစ်ဆေးခဲ့ပါတယ် ကန်ဒရိုက်တာများကနှစ်တကောင်မှနနက်နှစ်နာရီအထိအတွင်းထဲသို့ကွန်ကရစ်ကုဗမီတာ200ကျော်လောင်းကခိုင်မာတဲ့ချောင်းပြပြင်ထားပါတယ်။မိုးတဲခဲ့တော့လဲရေဆုပ်ဆက်တွေနဲ့ရေနှုတ်မြောင်းစနစ်တွေကြောင့်ပြပြင်ဆဲအလုပ်တွေအနှောက်အယှက်မဖြစ်ခဲ့ပါဘူး။ပြပြင်နေဆဲအတွင်းတစ်ဝိုက်မှာယာယီတာတမန်တွေချထားပြီးရေပေါ်အခြေအနေတွေအတွက်ဂျင်နရေတာများနဲ့အရန်ရေဆုပ်ဆက်တွေကိုလည်းချထားပါဗျ။ ီကနေ့နနက်ပိုင်းတိုင်းသားချက်တွေအရစစ်သားမျက်ရည်ဟာတောင်ငူမျိုးနဲ့မထောင်မျိုးတို့မှာအစိုးရရင်မှတ်ကိုကြော်လွန်နေပြီးနောက်တရက်အတွင်ထပ်မံမြစ်တက်လာနိုင်တယ်လို့မိုးဆလာကထုတ်ပြန်ထားပါတယ်။စနေနေ့ကသမီးတရုတ်ဆောင် BJ ရဲ့ရွေးကောက်ပွဲအတွက်မဲဆွဲစီယုံပွဲတစ်ခုမှာလူ39အထိဆုံးခဲ့ပါတယ်။ လူ90ကျော်ဒဏ်ရာရရှိခဲ့ပါတယ်။စီယုံရေးယဉ်ကြီးပေါ်မှာ BJ Red ရဲ့စကားပြောကြားနေသည့်ကိုလူထောင်ပေါင်းများစွာဝါရံနေခဲ့ပါတယ်။အဆိုပါပြိတ္တဟာထိမ့်မနိုင်တိမ်မရဖြစ်လာကတတိလစ်သွားခဲ့ကြောင်းသိရပါတယ်။1928ခုနှစ်စက်တင်ဘာလ28ရက်နေ့ကကမ္ဘာပထမဆုံးသောပရိစီဝါစီဖြစ်တဲ့ပင်နီဆလင်ကိုအလက်ဇန်ဒါဖလမင်ကရှာဖွေသူရှိကြောင်းကြေညာခဲ့ပါတယ် စက်တင်ဘာလ28ရက်နေ့ရက်ကဘာကြောင့်မွေးနေ့ရှင်တွေကတော့1934ခုနှစ်မှာ Bridget Bardot ပြင်သစ်မင်းသမီးတရိတ်ဆန်ခွေရေလှရှားသူမွေးပါခဲ့ပါတယ်။ယခုအသက်62နှစ်ရှိပြီဖြစ်ပါတယ်။1968ခုနှစ်စက်တင်ဘာလ28ရက်နေ့မှာနာအိုမီဝပ်ဒီတိန်အော့စ